သိမျိုးကဥနေဝင်းလူတဲ့လူကိုတီတော့အရင်တရားဘူးနေဝင်းနေမှလူတိုင်းအဲလည်းပဲသာသနာ့မှာကျတော့ဒီအင်္ဂါရီကတိတ်တော်တာပဲဆိုတော့အဲ့ဘုန်းကြီးပြောတယ်ပြီးတော့ခဏကြာတော့တင်အဲ့ဒီဓမ္မရောက်တဲ့ကကိုမကောင်းတဲ့ကြောင်ဆိုင်တက်လာအရှင်ဘုရားအရှင်ဘုရားတပည့်တော်လည်းအင်္ဂါသားပဲသွားရတော့ ဟုတ်ဟာမတရားတဲ့ပြင်ဘုရားတော်ဒိဋ္ဌိရဟုတ်တယ်ပါရဲ့ရှင်းနေတဲ့တော့မယဘကပါလေအစီစုပ်ဒုက္ခရဲ့ဒုက္ခပြီအဲ့ဘုရားကဖြစ်ဖို့ဒါလည်းမဟုတ်ဘူးမြတ်စွာဘုရားအလိုမကျဘူးနောက်ဆုံးချက်ကလူပရမတ်ထပါတယ်လို့ဘလူပရမတ်ထဆိုတာမှတ်တာလူစစ်သူကစေဘဝရေးလဲရှင်းရတယ်ကိုယ်တို့လဲရှင်းနှစ်မျိုးလုံးရှင်းတာလူစစ် မြတ်စွာဘုရားအဲ့ဒီပုဂ္ဂိုလ်ကမှလူစိတ်ကိုအမှတ်တာကုသိုလ်ရောငွေရောနှမေလို့ဆံမှာပါတယ်လို့လူအစင်းငွေလေးချာကုသိုလ်ဆံလူတုတွေပဲတတတည်းတရားကိုလူတုနဲ့လူစိတ်လို့နာမည်ပေးလိုက်လူစိတ်ကပြောတဲ့အများကြီးကဥစဉ်လေးစားတဲ့ဒီနေ့ရှိဒီနေ့ထိရှိနေတဲ့ကတိတရားကြောင့်ပြောပြတယ်တို့ကဘိမျိုးကကုနေဝင်ဘယ်သူလဲကိုတီလို့အရင်တရားဘူးနေဝင်နေမှလူတိုင်းဆိုင်ဒါသူတော်ကောင်းကြီးနော်ဘောကပိုက်လို့သိပါတယ် ွက်တဲ့သူတော်ကောင်းလူပြိုကြီးအဲ့ဒါကတော့50လောက်ကျင်လို့ထင်သူဆရာကောင်းလေးရတယ်ဆရာဦးစေကနာတရားတွေမြေတန်းများဆရာဦးစံမင်းနဲ့ပြုတ်ရတယ်ဘုရင်လည်းကြီးညိုတယ်တို့တဲ့ကြောင်းတဲ့ကြောင်းနားထောင်နော်တူကပြည့်တယ်လို့မာလုပ်ကလေးဆိုတော့တမအစည်းဝါပဲမယုတ်ချက်ကောင်စီဆန်းဆန်းရောင်းတယ်စေနာပြတာကလည်းအားရောင်းအောင်အဲ့သူသူတို့ဒီစီဇန်ဆန်းလေးပြတော်ထားတဲ့အကြီးကိုဦးနေနေတဲ့သူဆောက်ရတဲ့အကြီးကိုပေးပေး40ပေး100လောက်ရှိမှာအဲ့ဒါအပြည့် ပိတ်တယ်နဲ့လုံးဝဝဲတာပြီးတော့မာနာမီတူပရထိုင်အောင်တပည့်ပြီးတော့ပေါ့ငါတတိပဲပြင်မထားဘူးအဲ့ဒါနောက်ဘုဘုတွေတတိထားဘူးတချို့ကပတ်စံလေးဒေလေးငါ့ဆောင်ချမ်းသာတယ်အဲ့ဒါအလုပ်တပည့်တွေနဲ့အတွက်ဘုကမလုပ်တော့ဘူးအကြိုင်ကြပါလားတပည့်ကတော့ဘုလို့စေနာမထားဘူးသူကလည်းရောင်းတယ်လှုပ်တယ်ရုပ်လှုပ်တဲ့ခါလေးသူကလေညံရှင်ပြီးတော့လှုပ်ဟောသူ့လိုကြည့်နံပါတ်1ပိတ်မြို့ကစာတင်တဲ့73နဲ့ကြည့်ဩသာသနာဘုရားတဲ့ စာသင်တတ်ဒီကြောင်းမှတ်သွားသာသနာ့ဘုရားပြုကြစာသင်တတ်ဒီကြောင်းဒါပေမဲ့စာချစာသင်တန်ခါတွေမရှိတာဟာဘို့လေအဲ့တော့လူဒီစာသင်တဲ့73တဲ့ကိုကြက်လေးတလောက်တလောက်တသိန်းနဲ့တလောက်ဘူးတသိန်းရံတန်ခါများအတွက်2000ကဗဒနာနာရီကဆရာတော်ကြီးအတွက်ခွဲကိုလူဆရာတော်ကြီးဒီနေ့တော့ဆရာတော်လူတာတော့မှဒီလိုတင်ရတော့တန်ခါများအတွက်သုံးပေးပါတွေ့လားအဲ့တော့ဒီလောက်ကအနည်းဆုံး15သိန်းမဲတယ်လို့ကြားပြီးချီချူတယ်လိုလာလူတက် ပကနာမပါဘူးလုံးလုံးလုံးတာသူဒီတည့်ရဆိုတာသူတလတစ်ချိန်ဆိုတာအနည်းဆုံး15ချိန်ဆိုတာပဲဘာလို့မှတော့မသိရဒါဦးဇင်းတော်တိစ္ဆာသုံးသန်းလို့သိရသူမပြောဘူးဘယ်ကနေဒီလိုပြောလို့သိရကြောက်လေးစားဖို့ပေါ့လူတက်ညံ့ရှင်အဦးဇင်းတော်တရားပွဲခြင်းပါတယ်မိမမှာယုံမြန်မာပြည်မှာအကြီးကျယ်ဆုံးကဥနယ်ဝင်တရားပွဲအဲ့တော့ဦးဇင်းရဲ့ဘုဆန္ဒတိကရဲ့နောက်ဥစေရိနာရဲ့အင်္ဂါရတုံးပါဘာတုံးပါလဲအင်္ဂါရတုံးတော့နာမည်ကြီးတဲ့အရှင်ကြီးတုံးပါအောင်လာလေးတွေအင်္ဂါရတွေ အခြေအနေပေါက်တဲ့အခြေအနေပေါ့လေပြောမဆိုင်ပါဘူးအရင်ကစနေတွေနဲ့အရင်ကဆိုတာတွေကခေလူဘာသာနဲ့ဘုရားဘာသာမရှိဘူးတို့တတ်မှတ်တဲ့ဟာတွေဒါကြောင့်အင်္ဂါတဲ့ပြေမှာလို့ဘာရောတောင်းတာတဲ့အင်္ဂါတွေများယူတယ်တောင်းတာတွေပေါ့နော်အဲ့ဒါအရင်ကဖြစ်မှုတွေကမန္တလေးမှာအဲ့တော့မင်းတို့မကြီးကလည်းအင်္ဂါသာကြွားလိုက်အောင်မင်းတို့မကြီးရပါတယ်အင်္ဂါသာအဲ့တော့သာသနာ့ရဲ့ဆရာတော်ကလည်းကူးညီရတယ်အင်္ဂါသာအဲ့တော့ဘုန်းကြီးရမယ်သူတို့ ဓမ္မအောင်မဘောမင်းကြီးကိုပြောတာမင်းကြီးတို့ကျင်လာတဲ့ဘယ်လောက်ထက်လဲတဲ့။သင်ရလဲပဲသင်ဆမ်းမတန်ခါတဲ့ညမင်းကြီးဖြစ်တယ်တဲ့။ငါကလည်းပဲသာသနာ့ဆရာတို့ပြီးအင်္ဂါတွေတိတ်တော်တာပဲဆိုတော့အဲ့ဘုန်းကြီးပြောတယ်ပြီးတော့ခဏကြာတော့သင်အဲ့ဒီဓမ္မရောက်ထဲရဟိုမကောင်းတဲ့ကောင်တိုင်းကြီးတက်လာ။အရှင်ဘုရားအရှင်ဘုရားတပြီတော့လည်းအင်္ဂါသားပဲသွားရတော့။ဘုန်းကြီးညနာပြတ်သွားတဲ့အတိတ်ကဒါတော့မှမရသေးဘူး။သွားသွားတာမင်းကလည်းကအင်္ဂါနုဘူးတဲ့ပြီးတော့သူကလည်းအင်္ဂါနုပဲ။ပြောပြနေကံနဲ့မဆိုင်တော့ကျိုးသားမှဖြစ်တာပါနော်။ဘာလို့ဆန်ကျိုးသားမှရတာ။အဲ့တော့ တော့ကြီးကျယ်ဆုံးတရားပေါ်ဒီပါမြန်မာတပြည်လုံးမှာကြီးကျယ်ဆုံးပါဦးစင်တပြည်လုံးလက်ခေါ်အဲ့တရားပေါ်လက်ရှိတယ်မြန်မာပြည်မှာမရှိဘူးပြည်တကဘလောက်များလဲဆိုလို့ရှိရင်ဦးစင်တို့ဒီလမ်းမှာရဦးစင်ထင်းတယ်အဲ့ဒီဦးစင်တို့အစနေပြီးတော့ပလင်လျှောက်ရတယ်ဦးစင်ထင်းတယ်မိနစ်၃၀လောက်ရောက်လမ်းမှာပေါ်အခြေအပြီးလမ်းနဲ့အပြည့်ပေါ်ဗျလမ်းအနည်းဆုံးကပေ600ထက်မှရှိမှရှိရဲ့အဲ့ကြမှာဒါစင်ပေါ်ရောက်တယ်အဲ့တော့ဒီတပြည့်တက်2000လောက်ပေးတဲ့ဟာဒီဘုန်းကြီးဘယ်မြင်ရမလဲဝေးကြည့်ပါ ဲ့တော့သူကဘုန်းကြီးကမြင်အောင်ဘုဒ္ဓကျတာပေါ့လေအဘုဒ္ဓကျတာလေးလုံးအပီးပွဲတာတရားပွဲအတွက်တလုံးသိနေစေလို့ရင်းတာတို့လားတရားပွဲအကျိုးစီမံသိလို့တရားပွဲလို့တာနာမနာပြုတာဘုဒ္ဓလို့တာဇဝနာကြသာသနာပြုတာတရားပွဲလို့ပဲဆိုသာသနာပြုတယ်ဆိုတာဒီလိုတိလသမာဓိပညာသိက္ခာသုံးပါးလူတွေရင်းနဲ့ရောက်အောင်လုပ်ပြတာသာသနာပြုတာအစ်စ်ဒါကြောင့်တရားပွဲလို့တာသာသနာပြုတာသာသနာခွင့်တာသာသနာပြုတာတရားတွေခွင့်တာသာသနာပြုတာဘုရားတွေကသာသနာပြုတယ်မဟုတ်ဘူးဒါနာပြုတယ်ပဲပေါ့လေမှတ်သွား တတ်တော့ကုန်းခံတာအောက်မှာရုပ်တခုထိုင်နေတဲ့ဒါဖြားပေါ်ဒါယူရရအဲ့လိုဖြားလို့သူမြေကန်1000လောက်ထိုင်အောင်ဝယ်ရတာသိ40ကျေးဇူးတရားတော်ဘယ်လိုကုန်းခံတယ်တညာတညာကိုဘုန်းကြီးရဲ့ဒိမှာပေါ့နော်ဒီပြင်ထားတဲ့ပန်း5သိန်းကိုအ600သူ့ရဲ့တရားဘူးဆိုတာအောက်သူမနဲ့မျိုးဘူးနောက်တဘာတဘာကိုသူကတင်မာတိဘူးလား15သိဓမ္မပုဆံကိုပြေးတော့လောက်တယ်ပေါ့ပေါင်းထည့်လို့ရတယ် ီတော့အဲ့ဒီဟာဟောတဲ့တရားကိုတဲ့ဗိတ္တမြေလုံးနာလို့ရအောင်ဆလောင်းကနေလွှင့်ပေးတာဒါလည်းလွှင့်ပေးဆလောင်းချိတ်အဲအကြည့်စီဆုံးဒါဘယ်မှမလုပ်လို့ဘူးတမြေလုံးနာသူ့ရတာနော်တကယ်လွှဲတဲ့လူပေါ်နေပေါ့နောက်တစ်ခါဗိတ္တနယ်လုံးကမျက်စိမမြင်ရတဲ့ဆင်းရဲသားတွေသူ့ဖွဲ့စစ်ပေးပါအဲ့တော့တတိယခါကျတော့ကိုလူပြီးပါဟာသာလို့ပေါ့အဲ့တော့လူကတည်းကလူလူလည်းတကယ်လူလူသားတယောက်ပဲပုထုဇဉ်တယောက်ပဲ အာယုံငါးပါးကာမတရားတွေနဲ့နေချင်မှမနေဘူးအဲ့ဒါတွေကတာမင်ညာလူဖြစ်လာတဲ့အခါမှာကာမဘောခံစားဖို့ကတာမင်ညာတဲ့ကုသိုလ်လူဘောအဓိကလို့နားလေတက်တော့ကုသိုလ်လူဘောအဓိကတာအခုလဲဥစေကိနာတို့ဘုံမှာဇဂိုင်းတောင်မှာစီလိုတာသူတပိပတောင်းနေရတဲ့စီတပိလူတဲ့သာတော့စားစားစီကိုပဲပဲစီကိုပေါ့နေတဲ့လူအဲဥစင်းဘုအလေးစားဆုံးလူပြောပြတော့တယ်အခုဥစင်းဒီပြီးခဲ့တဲ့ နှစ်ပတ်လောက်ပါဦးဇင်ပက္ခညာဦးမှာတရားစင်ပွားဖွင့်တော့တက်တဲ့ဆိုတဲ့ဥနေဝင်နေတယ်။ဒါမှတွေ့လဲဆိုတော့လေးစိတ်မှာတော့တွေ့။သူကလည်းပက္ခညာဦးကတစ်ချက်သူကအဲ့ဒီဟိုတော့မှာစကိုင်းပြန်သွားပြီးတော့စီလူမှာပေါ့။လေးစိတ်မှာလည်းရင်းရုပ်မတိလို့ရှင်ရတာသူတော်သားဆင်းရဲတာဖြစ်တယ်လို့ဘာမှအေးကောင်းပေါ့ကြွကြွကြီးနဲ့ဆွဲလာတာ။သူကလည်းကြွကြွနဲ့ခိုင်းလာတယ်။အဲ့တတိတဲ့တဲ့ကိုရာနဲ့ချီတဲ့ပုဂ္ဂိုလ်။ဒါပြောနေတာဦးဇင်ကအခု သူကြောင့်ရေးဖို့ရှိတာဘူးဒါနဲ့ဒဂါကြီးလို့ဒဂါကြီးဒဂါကြီးရှင်မှာအပေါင်းဆုံးမှုတဲ့တိုက်တဲ့ကိုပြန်ပေးတယ်လို့ပြောတယ်လို့အဲ့ဒါဘယ်နှခုလောက်ပါလဲဆိုတော့60ဆီလောက်ပါဗျာဒဂါကြီးလို့အဲ့ရှင်ကအဲ့တဲ့ဘလောက်တယ်သိ90လောက်တယ်ဒါပြောပြဒီလိုကြည့်တယ်ပတ်စံလေးရှိလိုက်ရင်အပေါင်းခံအတိုးပြတဲ့ပုံစံမျိုးရှိဘူးလားဒါလောက်ပါတမားတို့ကြကြလောကောင်းပါတယ်ထိုက်တယ်နဲ့အတိုးတော့ပြီးပေါ့မတရားတဲ့မျိုးမရှိဘူးနဲ့အဲ့ဒါကိုညာရောက်ပါသူ့လိုလည်းရအောင် တချို့ကမတရားသူဖြစ်ရင်ဟာဒီကောင်ဆင်းရဲတာဒီကောင်တော့ရရမယ်ငါမချိမပြုတ်ဘူးကွာအတူတအားယူလိုက်တာပေါ့နေပြန်တို့ကြောက်ကြကောင်းလို့နောက်ဆုံးတော့ဆင်းရဲတာတွေမွဲတယ်မွဲရတော့ဒီရရတော့အစီရဲ့ရေးဘာလို့မှလဲသူများတို့ဘာရမယ်ပူစားအဲ့တော့သူတို့မတရားမလုပ်ဘူးအဲ့ဒါကြောင့်မတို့သူ့အိမ်မှာအားသူ့စီပေါင်းတဲ့တိုင်ကြီးဆုံးသွားတယ်ဝိုင်းနေတယ်ဆုံးရင်တင်းရတော့မှတိဆင်းပေးရတော့အဲ့ဒါသူကဆင်းမပေးရရတဲ့ကျိုးလဲတို့တဲ့နေရာသူ့နေရာခင်ဗျားတို့လှုပ်တဲ့ခုံပြန်ပေးကြတာပြီးရော တော့ဝန်သားဆရာပေါ့အဲ့ဒီလိုတခင်းတို့ဒီမှာဒီအများကြီးပေါ်တော့ဘူးလို့တယ်ဟိုကမတရားတဲ့ပြင်ဘုရားတော်ဒိဋ္ဌိရဲ့ဘုံတဲပါရဲ့ရှင်နာကြီးတော့မရမကပါတဲ့အစီစုပ်ဒုက္ခရဲ့ဒုက္ခပဲအဲ့ဘုရားကအဲ့ကိုဒါတော့မဟုတ်ဘူးမြတ်စွာဘုရားအလိုမကြဘူးအလိုကြောင့်သူပြည့်တဲ့လူတက်စီခြင်းနောက်ဆုံးတရားပြောပြီးတော့ဒီကုန်းချုပ်ကြတယ်အဲ့ဒါကဥကြောက်ခဲဘယ်သူလဲဥကြောက်ခဲပြောမလို့နေခုတော့ရှိတော့ပါဘူးတို့ဒီပါကြီးကပြောနေတဲ့ဆက်ချက်ပေါ်လေ ြို့လိုပြောလို့ရရမှာအဘောခန္ဓာတို့တို့တော့မတရားဆိုမယူလာပေါင်းတဲ့ပုဂ္ဂိုလ်လည်းအရင်ကြီးရပါသေးငါလည်းခက်နေတဲ့အတူလေးရပါသေးဒါပဲတင့်တယုံမယူတယ်ချိဝါတခြားလူတွေအများကြီးချစ်ထွန်းတယ်အဲ့ဒါတချို့လဲလာပေါင်းတယ်ပေါ့အဲ့ဒီကိုလာပေါင်းလုံးမဟုတ်ချိုးကြောင်နဲ့လောဥစားလို့တသိန်းနဲ့ပေါင်းတဲ့လေကတသိန်းအရင်ရနေလေပြန်ပေးပြန်လာဟဲ့ကောင်လားမင်းလည်းပေါင်းလာအခုအရင်ရပြန်ယူတော့တွေ့လိုက်အဲ့လိုစိတ်ဝေးနိုင်ရမယ် ွက်မြမလေးကအချင်းချင်းကတားလဲပဲမညှင့်နေကြ။ဘာသာရေးတော့ပြူပါရဲ့အချင်းချင်းလဲပဲညှင့်တော့ကြတော့ဆင်းတဲ့ပုဂ္ဂိုလ်တွေကမွဲတယ်ပုံမွဲပုံလား။မလုပ်အပ်ဘူးလားမလုပ်ကောင်းဘူး။ဆက်ပြီးလိုက်။နောက်သူ့ရဲ့အိမ်ဝန်းထဲမှာဇမားတွေမြဲပုံထားတယ်၊လှုပ်ဖို့ပုံထားတယ်။သူ့တော့မလုပ်ရင်မလုပ်ဘူး။သူ့ယူပါတဲ့လိုက်ကိုချိန်ရလိုက်တယ်။ထမင်းချက်စားစရာမရှိတော့ချိုးတဲ့ပုဂ္ဂိုလ်တွေဘူးကြောက်ခဲ့ရင်မှဇမားတွေတော့နေတိုင်းလာကြို့တွေ့။တကယ်ဆင်းတဲ့ပုံလာကြုံကြတယ်ယူ။ဟောကျုံတဲ့ချိန်မှာလေ စပန်းနဲ့မကောက်ခုတို့ယူနေပေးလိုက်ဒီအဲ့လိုသိမှတော့လာကြုံကျွန်တော်ပြောချင်တယ်ကလေးမှအဖပြောလိုက်မယ်နော်အဖအရင်ကြည့်လို့ရှိရင်လေကလေးမှကစပန်းတောင်းရသွားတယ်ဘာကြီးရစပန်းတောင်းပုံပါခါတာအဖရင်အမြင်နည်းနည်းနည်းတွေးကြည့်ရင်ကလေးမှမှတ်တာပေးတယ်အဖကရတယ်ယူတဲ့ဒီမကြီးဘာမှမရဘူးခဏစားပုံတာလေအဖခုလိုညံ့ရအောင်အတူမကြီးကိုလည်းပဲ ်ခုလိုရစီချင်းရယ်မရှိလို့မလို့ဖလိလို့မရှိလို့တူမိုင်အဲ့ဒါအမှန်ပဲအဲ့တော့တူမိုင်မှတ်တာမရှိရှိတော့တူရကိုနိုင်ကြညာလေးအခုတူမိုင်စဘာတော့ပိုင်သွားပြီဝီစီရရတယ်အဲ့ဒါအခုတူမိုင်အစိုးရရှိတယ်နော်ခင်းရောက်ရေးဆန်တပြေးစာမြန်မာဖွက်လိုက်တဲ့ဘာပြီးစောစောလေးဆုံးချက်အောင်ချက်ချက်လို့ချင်းတူမိုင်ရေးတဲ့ကိုမစားမှာဘယ်ဟောဆုံးတော့ကပြီးရင်လေဆော့ကွန်ကြတဲ့တန်ခါရီတူမိုင်ရအောင်လောင်းစမ်းမှာအဲ့ဒါတူမိုင်ရဲ့တူမိုင်ရအောင်ဟောရေးကိုသူနေပါပြေးလိုက်သူတော်ကောင်းတယ် အလိုလိုစီးပွားကားတက်တာကိုမြစ်တိုင်းလေးစီးပွားရှာတာလေလောကလည်းမဟုတ်ဘူးတောင်းချီထုံးအဲ့ဒါလည်းစီကျန်နေကျန်းပါနောက်တရားတွေလို့တော့ဆိုဆိုကြပါစို့လက်ရှိတဲ့ကြောဥဒ္ဒတိပါအဲ့ဒီကျတော့တမန်တော်အကောင်းမရသူတင်မဲ့အချိန်ကျူတည်အဲ့ရလို့လည်းတမိုင်းမှာပြောတယ်မိမရေးတယ်ဒီနေ့ညနေ၄နာရီမှာဆုံးပါအာတော်လည်းမဟုတ်တာဒီ၆ပြောဟဲ့အဲ့ဒါရှိတဲ့ကြောဥဒ္ဒတိပါအဖိုးတရားပါအဖိုးကြီးတရားပါ ဒီအချိန်မှာကလေးကလာတကပြောမလားငါသိလို့ပြောတာမင်းကထိတ်လန့်ပါလိမ့်မယ်အင်းကြောက်ကြံလို့ဘောကွာဖြစ်လာတာကပြက်ဖို့ပဲလေအချိန်ကတော့ပြက်တာပဲအဲ့တော့ငါဒီနေ့မသေးခင်လေးမှာသစ္စာတရားဓမ္မစကြာတရားနားခြင်းဓမ္မစကြာတော့သစ္စာအဲ့တော့ငါကြောင်းကြောင်းဘုန်းကြီးတန်ခါငါးပါးသွားပြင်မယ်အဲ့ဆွမ်းလက်ကမတရားလေးနားမစလို့ဟာဘယ်လိုလုပ်မလဲတဲ့ရှင်ဒီမဲ့ဟိုကျတာဘောသားဆရာဈေးဝယ်ခြင်းရဲ့ဘိုးလည်းအချိန်မရှိတော့ဘူးပေါ့မလိုဘူးရန်တန်တာလေဆိုတာ ေါ်တတ်ကြတာကြိုက်တာမဟုတ်ဘူးတဲ့ကို့အိမ်မှာစားနေကြနေပြီကိုဝင်ဝင်ချစ်ချစ်ကြိုက်တာအဲတို့တို့ကမာကြီးဒီကလေးမှတ်သွားဘုန်းကြီးဆုံးလိုက်ဘူးဆုံးဆုံးချိုင်ပေးလို့ဒီလားဘူးကြောက်ခဲနေပေါ်ရနော်ဝိမာတဲ့မ၆စီတယ်အဲ့မ၆ဘူးတဲ့ခန်းကြီးဒီနာမျိုးကြီးလေးနဲ့တိုးချက်ချက်စီလေးမခဲဘုန်းကြီးစီမကြိုက်ဘူးစီမံကြုံမသားနဲ့ချက်တစ်ခွက်ရပြီးငါဘုန်းကြီးပြင်းနေအပြင်မှာခင်းနှက်ခွက်ငါရှာခဲ့ခွေးသွားခဲ့ပြန်လာတော့သူတိုးရပြန်လာတာဟုတ်ဘာပါလဲဆိုတော့သူ့လက်ထံမှာလေး ဒုက္ခဘက်ထဲမှာတော့တယ်ကဟဲ့ယူရမျိုးစုံပါနဲ့ကျုံယောဂစပါဗျာဟဲ့ယူရခူးလာအစုံဒီလက်တစ်ဘက်ကတည်းကတဲပြီးစိတ်နေပေါ့ရှင်မဟင်းနဲ့ကွက်ရဘူးတွေ့လာတဲ့ရေးစဲတော်မြင်လာနောက်ပြိနိုင်နေထောင်းစမ်းဒီလေးပြင်ချင်းချင်းလေးပေါ့အစလေးထက်ပြီးလို့ရှိရင်ဟောင်းမှာကျုံယောဂနဲ့ဟဲ့ယူရအမင်းရေမိတ်တွေအဲ့တည်းမှာကြက်တုံးတော့ဟလာကုန်ထက်နော်ပစုံကြောက်ထက်စားထက်ဆိုမြည်ကြီး မြေကြီးလို့ခေါ်တာအတော်ကြီးပြီဆိုရင်အဲ့ဒါအဟင်းရောက်မထက်နဲ့တော့ဟုတ်လားနည်းနည်းလေးကြောက်တည်တာဟောခေါင်းကြီးတွေကြွလာပြီခေါင်းကြီးတွေဆုံးဝိုင်းကိုထိုင်ပြီးဆိုတော့ကြမှာအင်းရောက်ကိုခတ်တော်ကြီးမှတ်သွားခေါင်းကြီးနှိမ့်ညွတ်ပတ်တယ်မြေကြီးခုခင်ဗျားတို့ကခေါင်းကြီးတွေမလားနှိုင်းရောက်ပါကြိုးပြီးတော့ခတ်ကြတာခေါင်းကြီးတွေလာရောအဲ့ဒီအင်းကြီးကလေရေခဲရေခဲဒီဆဲရောမမင်းတော့ဒါကြောင့်ခေါင်းကြီးသွန်းဆန်းမှုမကြွဘူးတင်းကြွဘူးကြတော့ဆန်းဆန်းပြက်ကိုเจ้าမှာပဲတစ်ဆုံးတစ်ခါနဲ့စားအခုတော့ကတ်ကြီးကြောင်းလာကြတယ်ကြွဘူးကြတော့အချင်းကုံတာလည်းပါတယ် ါဦးရင်စွန်းစားအောင်မရတာလည်းပါအဲဦးရင်စွန်းစားပြင်ကြွားတော့ဘူးမချင်းအောင်ကြက်ကတ်မှာကတ်တယ်ပဲသူကအစောကြီးကျအောင်ပြီးတော့စီးလေးစီးလေးနဲ့ကလည်းစီးပြန်လေးကြည့်ပဲဆုံးရတယ်ဆိုင်လည်းကပြောက်သွားဘူးဦးကျင်းနှင်းခွက်သုံးခွက်တယ်နှစ်ခွက်လို့အချောင်းရင်းတစ်ခွက်ရဲ့တက်ပြီးတောင်းရဲ့ဟင်းညိုရာယူပုံးနေစားလိုက်ကြတယ်ခေါင်းပေါ်ဦးပြီသူကဒီဒီကကြီးတင်ကန်းလေးကတ်တယ်ဆိုတော့ဘုန်းကြီးကမသိချဘူးဘုရားကကြီးဗိမန်နေတင်ကန်းလေးကတ်တယ်ဆုံးဒီတော့မှာတိစ္ဆာတရားနာတယ်လို့ကြာဟောနာပြီးတော့ဘုန်းကြီးပြန်ကြွလိုက်ဖို့ လောက်ကျန်တဲ့ဆုံးနေနေကိုသူတနေ့ချင်းတွေခေါ်ပြီးတော့ကျွေးအဲ့ဒါတရားကြောင့်နေဆွေးနွေးရေးလို့ညနေလေးတိုင်းလည်းထိုးရောအဲ့တနေ့ချင်းတို့တဲ့ငါ့အတွက်တော့အချိန်ကျပြီဆိုပြီးတော့အတင်းပြင်းနဲ့ကရင်ဝတ်တက်ပြီးတော့ဟာလားကောင်းပေါ်လဲချာမှာတက်ပါပါလားဒီလိုပြည့်တယ်သူတော်ကောင်းများအတွက်တေရှင်တရားမိတ်ဆွေပါကြောက်ချင်မှမရှိအဲမသူတော်တွေအတွက်ကတော့တေရှင်တရားရန်သူကြောက်เสียရည်မဟုတ်တာလောက်တာကိုအဲကြောင့်ပြည့်တယ်အဲ့လိုပုံပုံနေမှတ်လိုက်ချင်မှလူပါရမတ်ထပါတယ် လူစိတ်ကိုခေါ်ပါတယ်။အဲဒါကဓမ္မတို့ဒီလူစိတ်ဖြစ်အောင်မဟုတ်ချင်မသွေကြိုးစားနိုင်ကြပါစေကုန်သတည်း။သာသာ